အသေးအကျွန်မတို့ရဲ့ခန္ဓာကိုယ်မှာဒုတိယမြောက်အလုပ်လုပ်အောင်အင်ကာတရက်ပဲဖြစ်ပါတယ်အဝါဓာတ်အမိုးနီးယားနဲ့တွေးကြောထဲမှာရှိတဲ့အစိတ်အတောက်တွေကိုအသေးအတန်းစီပေးပါရနော်ဒါကြောင့်မို့လို့အသေးကိုအစေးအတောက်တွေရဲ့ထိထိတဲ့ရံကနေပြီးတော့အကင်းစင်ဖို့အတွက်တန့်စင်ပြီးဖို့လွယ်ပါတယ်။ဒီနေ့မှာတော့အသေးကိုတန့်စင်ပြီးတဲ့အစားအစာတွေကဘာလဲဆိုတော့ကိုယ်ဝင်မြတ်ပေးတော့မှာဖြစ်ပါတယ်နော်။ အသေးရဆိုရင်သွေးကြောထဲမှာရှိတဲ့တခြားအဆိပ်အတောက်တွေကိုတတ်စီပေးပါရတယ်။အဲ့ဒါအပြင်အဆီကိုခြေဖြတ်ပြီးတော့အစာခြေတွေကိုထုတ်ပေးတယ်။ဟော်မုန်းအချို့ကိုလည်းတိုက်ဖြတ်ပေးပါရတယ်။ဒါမှမကသေးပါဘူး။ကျမတို့ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့သတ္တုဓာတ်နဲ့တန်ဓာတ်တွေကိုလည်းတူလောင်ပေးပါရတယ်။အဲ့ဒါအပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေနဲ့မလိုအပ်တဲ့ပစ္စည်းတွေကိုလည်းခွဲခြားပေးပါရနော်။ တကယ်လို့အသည်းမှာဒါအစိတ်တွေစုပုံနေမှာဆိုရင်ဒီအချက်တွေကိုမလုပ်ဆောင်နိုင်တော့ဘဲနဲ့အခုပြပြမယ်ကျန်းမာရေးဝန်ထမ်းတွေကိုခန်းစားရနိုင်မှာနော်ရေပင်းဆွဲခြင်းအသည်းတွေရှိရဘိုင်းရဲ့ညာဘက်အပေါ်ပိုင်းမှာအောက်တာဘိုင်းအစီတွေစုဝေးလာတာအစီများတဲ့အစားအစာတွေများများစားမိလို့ရှိရင်အစာမချေဖြစ်တာတဲချေအိတ်ထုတ်လိုက်ရတာရှင်ပူတာနဲ့ဆချင်းပြန်တာအရေပြားပေါ်မှာအသည်းအားနည်းတဲ့အတွက်ကြောင့်မို့လို့အမဲဆက်တွေပေါ်လာတာချွေးထွက်များလာနဲ့ပုံမှန်ထက်ပူအိုက်တလာတာ နေရတဲ့ဝက်ချာနေနဲ့ရားရံတဲ့အကွက်တွေထွက်လာတာခနာကိုလေးချင်းအလွန်အမင်းတလာနဲ့အစားအသောက်ထိမ့်ပေမဲ့လည်းကိုလေးချင်းကြမသွားတာအခုပြပြပေးခဲ့တဲ့လက္ခဏာတွေကိုခန်းစားတတ်ပါတယ်အကယ်လို့ကိုကဒီလက္ခဏာတွေကိုသတိပြုမိနေတဲ့အချိန်မှာကို့မှာအသေးရောဂါရှိမှရှိအသေးကိုတန့်စင်ပြဖို့လိုအပ်ပါတယ်ဒီတော့အသည်းကိုတန့်စင်ဖို့အတွက်ဘလိုမျိုးအစားအစာတွေကိုစားတော့ပြီးတော့ဘလိုမျိုးယာတွေကိုရှောင်ကျဉ်သင့်လဲဆိုတာကိုပြပေးချင်ပါတယ်ပထမအဆုံးအနေနဲ့ကျတော့အရင်နဲ့မွေးရည်စေဝါတွေကိုရှောင်ကျဉ်တာပါ အရင်နဲ့ဝေးဆွေးဝါးတွေကိုတုံးဆွဲတာဆိုလို့ရှိရင်တွေးကြောထဲမှာအစိတ်အောက်တွေကိုပုံစေပါတယ်။အသေးရဲ့တောင်ဝင်ကတွေးကြောထဲမှာရှိတဲ့အစိတ်အောက်တွေကိုတန့်စင်ပေးရတာပါ။အဲ့ဒီအခါမှာအရင်အထက်ပို့ပြီးတော့အလွတ်လွတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသေးကပျက်စီးလာပါတယ်။ အဒီအချင်းခနာကိုရဲ့ဇီဝကံမှာလုပ်ငန်းဆောင်လာတယ်မှာလိုအပ်တဲ့စွမ်းအင်တွေကိုမရရှိတော့ဘဲနဲ့ပင်မနှွမ်းနေလာတာလေးလံထိုင်းပိုင်းလာတာအိမ်ငိုက်တာနဲ့ကိုယ်လေးချင်းတက်တာဒီလိုဝင်လာတဲ့ကိုခန်းစားရနိုင်ပါတယ်နော်နောက်တစ်ချက်အနေနဲ့ကကြတော့ရေမြမြတောက်တာပဲဖြစ်ပါတယ်ရေလောက်အသေးကိုတက်စီပေးနိုင်တဲ့အရာမရှိပါဘူးနော် ဘလို့လဲဆိုတော့ရေမှာတဘာဝသတ္တုဓာတ်တွေပေါင်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ခြေတောက်တဲ့အခါမှာတန်မြားရဲ့အနေငယ်ကိုသာထည့်သွင်းတောက်ပေးမယ်ဆိုလို့ရှိရင်ခနာကိုထဲမှာရှိတဲ့အက်ဂါလီဓာတ်တွေကိုထည့်ညီပေးပြီးတော့သိတာကိုတန့်စေပါတယ်။တန်မြားကြီးအပြင်တခြားချင်းတဲ့အသီးတွေမှာဗီတာမင်စီနဲ့သတ္တုဓာတ်တွေပေါင်နေတဲ့အတွက်ကြောင့်မို့လို့သူတို့ကိုသာထည့်သွင်းတောက်ပေးမယ်ဆိုလို့ရှိရင်ခနာကူထဲမှာရှိတဲ့စွမ်းအင်တွေကတိုးတက်လာပြီးတော့အသေးကိုတန့်စင်ပြီးတဲ့နေရာမှာအထောက်အကူပြုပါရနော်။ဘလုတ်ကူနေနေရကြတော့တန့်ရှင်လက်ဆက်ပြီးမဂနီဆီယမ်၊ကိုရိုဖီ၊ဗီတာမင်စီနဲ့ဗီတာမင်အေပါဝင်တဲ့အစာအစာတွေကိုစားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ဒီစားစာတွေကအသေးကိုတန့်စီပေးတဲ့နေရာမှာအထောက်အကူပြုတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နော်အသေးရဲ့တောင်ဝန်ကအစီကိုချစ်ပြတ်ပြီးတော့အစာချေတွေကိုထုတ်ပေးရတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုကစားသုံးသင်းတဲ့စီနဲ့မစားသုံးသင်းတဲ့အစီတွေကိုသိထားသင့်ပါတယ်နော်သိစံရနေရတဲ့စီတွေနဲ့ပြောင်းမှုစီဘာလို့ရှိရင်ပဲပီးဆက်စီဒီလိုမျိုးအစီတွေကိုမစားသုံးနိုင်ပါဘူးဒါဆိုလို့ရှိရင်ဘလိုစီမျိုးတွေကိုစားသုံးသင့်လဲဆိုရင်တော့အသင်းတက်စင်တဲ့အခါမှာအထောက်အကူပေးတဲ့စီတွေဆိုရင်တော့အဖြစ်နေကြစီနှံ့ချက်စီတန်လွင်စီ ထောက်ပတ်သေးစီပြောလို့ရှိရင်ရှော်စီမမွန်စီဒီလိုအစီမျိုးကိုစားသုံးတင်ပါတယ်နော်အခုပြပြပေးခဲ့တာဆိုရင်တော့ဖြစ်အတဲမှာရှိတဲ့အစိအတော်တွေကိုတန့်စင်ပြီးနဲ့အစားအစာတွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုလေးရဆိုရင်တော့ဖြစ်အခုကြည့်ရှုနေသူတွေဖို့လည်းအကျိုးရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူဒူတာဗီဒီယိုတွေကိုနောက်လည်းတင်ဆက်ပေးမှာဖြစ်တဲ့အကြောင်းမို့လို့စောင့်မျှော်ပြီးရှုအားပေးကြပါအောင်နော်ပရိသတ်တွေအားလုံးနေကောင်းကျန်းမာပါစေလို့ဆုတောင်းနေတယ်ပဲကျွန်မရဲ့ဗီဒီယိုလေးကိုနှီးကုန်းချုပ်လိုက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်